လာရောက်ပြလဲလဲအောက်မှာအိုဆူကီနဲ့နိုင်တိုတို့တိုက်ပွဲကြီးစတင်တော့မှာဖြစ်ပါတယ်။နိုင်တိုကအရင်ဘဲဘဲခြောက်နဲ့အယောင်ပြပြီးတော့ညာဘက်လက်သီးတပြေးထိုးလိုက်ပါတယ်။အိုဆူကီလည်းပြန်ပြီးတော့လိုက်ထိုးဝင်မယ်။နိုင်တိုကဇက်တိုက်ရှောင်းနေပြီးတော့လက်ချင်းရှေ့ရမဲ့တိုက်ပွဲကနေအိုဆူကီကဒဇင်လက်နက်ကိုဖမ်းထိလိုက်တာကြောင့်နိုင်တိုလည်းထီးကိုထုတ်လိုက်ပြီးတော့စတင်တိုက်ခိုက်ကြပါတော့တယ်။အိုဆူကီကနားကိုကပ်ပြီးတော့တိုက်ခိုက်ဖို့လုပ်ပေမယ့်နိုင်တိုကသူ့အထီးနဲ့ကာလိုက်ပြီးတော့နတ်စီတီတွေကိုဖမ်းထိလိုက်တာကြောင့်အိုဆူကီတယောက်ဒဇင်ကြီးကိုလှည့်ပြီးတော့ကာနေခဲ့ရပါတယ်။ ဘေးကိုလွင်ဆင်သွားတဲ့မြားတံတွေကမြေကြီးပေါ်ကိုကျတဲ့ခါသွေးစက်တွေဖြစ်နေပြောင်းသွားပြီးနိုင်လိုလဲအိုဆူကီပြစ်လိုက်တဲ့ဒဇင်းကိုအမြန်ရှောင်လိုက်ရပါလေအိုဆူကီကငါးရက်ဒဇင်းကမီတာ300လောက်ထိဆွဲဆန့်လို့ရတယ်ကွာရှောင်တွေလည်းလက်ကားပဲနင်းနီမာတေးမလားဝေးဝေးမာတေးမလားဘင်းကြိုက်တာရွေးလို့ပြောလိုက်တဲ့ခါနိုင်တို့ကဘလို့တေးမလဲရွေးရမှာတယ်လားဒေါ်ကီကပြန်စားပဲကွာဒါမဲ့အလောက်ဟောင်တွေရအောင်မင်းကြီးချင်းအလောက်မရှိသေးဘူးကွာလို့ပြောချလိုက်ပါလေအိုဆူကီကတော်တော်တက်နေတယ်ဟလာလို့ပြောလိုက်ပြီးတော့ဒဇင်းကြီးနဲ့လမ်းပြစ်လိုက်တဲ့ခါနိုင်တို့ကလက်တစ်ဖက်နဲ့ဖမ်းပြစ်လိုက်ပြီးတော့အသာလေးဝေကပြန်ပြေးပေးလိုက်ပါလေ ။အိုဆူကီလည်းကိုလန်နန်နဲ့ကိုသေတော့မှာဖြစ်လို့အစွမ်းကိုအမြန်ပြန်သိမ်းလိုက်ပြီးတော့အောင်လွဲသားတဲ့ခနာလေးတွေးမှာနိုင်တော့ဆောက်ကောဖောင်းနဲ့ပိတ်ကံပြစ်လိုက်ပါလေ။အိုဆူကီလည်းလွင့်သွားပြီးတော့နိုင်တော့နတ်စီတီတွေကိုမြားနဲ့ပြစ်ချခန်းလိုက်တဲ့အခါဟာဟာမင်းကွာဒါကြီးပဲလားဂျိုးလာပြီလို့လောင်နေခဲ့ပါလေ။အဲဒီမှာအိုဆူကီရဲ့ဘိုက်ကိုထီးရလာဆိုင်ပြီးတော့နိုင်တော့ဆောစောကနတ်စီတီတွေကိုပြန်သိမ်းလိုက်ပါလေ။ဘလောက်ဒီခံနိုင်နေဦးမယ်ထင်လဲ။ထပ်ပြီးတော့ဂျုံမေးအောင်မလားလို့နိုင်တော့မေးတဲ့အခါဆရာသမားကသွေးသုံးနိုင်လို့လားလို့အာချောင်နေခဲ့ပြန်ပါလေ။ဒီညလာတာနေမေးကန်ကောင်းသွားတယ် မင်းဟန်ဒိဆာရောက်ပြီးကိစ္စပြောင်းမယ်ဇလန်း။ဒါမီးကမှတ်တမ်းတင်ထားလိမ့်မယ်လို့နိုင်တိုးကပြောလိုက်ပြီးတော့တပတ်မှာတော့ဇူကီယိုမီတယောက်ဘေးရင်တွက်နေနဲ့ငါတို့အိုဆူကီတော့သေပြီးထင်နေရောက်ရင်လို့ပြောလိုက်ပါတယ်။မီကာတို့ကဒါဆိုကျွန်တော်တို့သွားကယ်ကြအောင်လို့ပြောတဲ့အခါဇူကီယိုမီကမကယ်ပါဘူးလို့ပြန်ပြောလိုက်ပါတယ်။ဆောင်းချန်တဲ့ကောင်တွေတော့မှသေရတော့မယ်ဆိုရင်ကြောက်တတ်ကြတယ်။ဒါမဲ့အိုဆူကီကတော့မတူဘူးကွာ။သေတာမသေတာအရေးမကြီးဘူး။ဘာလို့ရင်သေသွားတယ်ဆိုတာမှသူ့အတွက်အရေးကြီးတာပဲလို့ပြောပြလိုက်ပါတယ်။ဂျိုရန်အိုဆူကီကလည်းသူ့ရဲ့ဒဇင်ကြီးကိုထုတ်လိုက်ပြီးတော့ပြေးပြီးတော့တိုက်ခိုက်ဖို့လုပ်လိုက်ပေမဲ့ နာစီတီတွေဝင်ပြီးတော့တိုက်ခိုက်တာကြောင့်ခဏလောက်ရပ်သွားခဲ့ရပါတယ်။ဒါမဲ့နိုင်တိုးစီကိုဇက်တိုက်ပြေးလာနေတုန်းဖြစ်ပြီးတော့နားနာအောင်ရောက်တာနဲ့စောက်ခေါဖောင်းနဲ့အကန်ခံလိုက်ရပါတယ်။နောက်တော့နိုင်တိုးကပြီးလိုက်တော့မယ်လို့ပြောလိုက်ပြီးတော့အိုစုကီလည်းမပြီးရပါဘူးလို့ပြောကာသူရဲ့ဟာယူဘိုကြီးအောင်လှုပ်ပြလိုက်ပါတယ်။လက်နက်ကြီးကိုပြောတာပါ။ဒီကွာဝေးလောက်ဆိုရင်တော့မင်းတော့စမုံတုံးပြီလို့သူကပြောလိုက်ပြီးတော့အဝေးကနေလှမ်းပြီးတော့ခုတ်ပြလိုက်ပြီးမှနိုင်တိုးကထီးနဲ့ပြန်ပြလိုက်ပါတယ်။ကြောက်ပလာကွာမင်းအားနေချက်ကအဲ့ဒါပဲ။မင်းကအပေါ်ကနေပဲတိုက်ခိုက်နိုင်တာလို့အိုစုကီကလောင်နေတော့ စောကလို့ပြောကမိုးဆက်တွေကမိုးပေါ်ကနေပြကြားတတ်တာမဟုတ်ဘူးအောက်ကနေလည်းကြားတတ်တယ်လို့ပြောလိုက်ပါလေအဲစကားကိုကြားတဲ့အခါအိုစုကီတယောက်ကြောင်သွားပြီးတော့ခုနမြေကြီးပေါ်ကြားသွားတဲ့နိုင်တို့ရဲ့သွေးတွေကမိုးပေါ်ရီကိုတိုးထွက်လာခဲ့ကမွေနဂိုင်းနှကောင်ဖြစ်နေပြောင်းလဲလို့သွားခဲ့ပါတော့တယ်ဒီခါမှာတော့အိုစုကီလည်းမှောက်သွားခဲ့ရပါပြီနိုင်တို့ကဒီမှာအဟောင်းကျန်းတဲ့ကောင်လေးဟမ်ငါမတက်ဖဲမင်းကိုထားရပြီမယ်တမေဦးကြအတွေးတွေကရုံးထွက်နိုင်သေးငါ့ကိုမနိုင်ဘူးအခုငါ့ကိုမိသီးများအကုန်လုံးပြောပြစမ်းလို့မေးလိုက်ပါတယ် အဲဒီမှာစုကျိုမီစီကနေစွာ24ဆွဲတန်းကိုကြားလိုက်ရပြီးတော့တန်ချက်ကစစ်သား3ယောက်ကတိုက်ခိုက်လာတာကြောင့်နိုင်တို့လည်းအမြန်ရှောင်လိုက်ရပါတယ်။စုကျိုမီကမကြောက်ပါနဲ့ကွာဒီညနတ်ခတ်မကောင်းတော့ငါတိုက်ဖို့မဟုတ်ငါကောင်ငါပြန်လာခေါ်တာလို့ပြောကပြန်သွားခဲ့ကြပါတော့တယ်။အဲလိုနဲ့နိုင်တို့လည်းတယောက်တည်းကြံနေခဲ့ပြီးတော့တစ်ဖက်မှာတော့ရှီကီကမိကာတို့ကိုအုံချပြီးတော့ရှင်ဟာတယောက်ဂျင်းသိတော့မယ်ဆိုတော့မသိခဲ့ပါဘူး။ရှီကီကနေပါဦးမင်းဟာအဲကလေးမတွေဘာလို့အလောက်တောင်ဂယူဆိုင်နေရလဲလို့မေးလိုက်တဲ့အခါစိတ်ဝင်စားကြကောင်းတဲ့ဇလန်လေးပုတ်ပြောပြမယ်လို့ပြောပြီးတော့ နောက်ကျောင်းဆပြီးတော့ပြန်လိုက်ပါတော့တယ်။ဂျင်ငယ်ငယ်ကဖေဖြစ်သူကမမိုတာရိုတယောက်ဖြစ်တာကြောင့်အမနဲ့မေတို့နှစ်ယောက်နဲ့ပဲနေခဲ့ရတာဖြစ်ပါတယ်။မောင်လေးတယောက်ဖြစ်တဲ့အတွက်တိန်လုံးကဒူဒီသောယောက်ျားသားပြီးပြီးအမဖြစ်သူကိုကာကွယ်ပေးခြင်းခဲ့မယ်။အမြဲတမ်းသူပဲကာကွယ်ခံနေခဲ့ရပါတယ်။အဲဒီကဖေဖြစ်သူရဲ့မွေးနေ့မတိုင်ခင်တရက်လို့ဖြစ်ခဲ့ပြီးတော့မနက်ဖြန်ကြားလို့ရှိရင်အိမ်ကိုရောက်လာမဲ့အဖေအတွက်အမနဲ့အမေတို့ကကိန်းမုံဖုတ်ဖို့လုပ်ခဲ့ကြပါတယ်။ဂျင်ကအဖေဖြစ်သူကအုန်ဒီတွေကိုတိုက်ခတ်နေတဲ့မမိုတာရိုတယောက်ဖြစ်မှန်းအတန်းတရာကောင်းနေသိသွားရင်အထင်ကြီးကုန်ကြတော့မှလို့ပြောနေပြီး အမဖြစ်သူကတော့မိသားစုလိုအပ်ချက်တွေကိုရှောင်မပြောဖို့တားလိုက်ပါတယ်အဲလိုနဲ့မနှက်ဖြန်ဆိုရာကြီးရောက်လာတော့ဂျင်းတယောက်ကြောင်းစင်းတဲ့အချိန်ဖုန်းထဲကိုဂျင်းအေးပြန်ကြရင်နွားတို့ဝယ်ခဲ့ပါအောင်ဆိုတဲ့အမဖြစ်သူစီကစာကိုတွေးလိုက်ရပါတယ်ဂျင်းလည်းအဖေနဲ့တွေ့ရမယ်ဆိုလို့ဝမ်းသာနေခဲ့ပြီးတော့အိမ်ကိုအမြန်ပြန်ပြေးသွားခဲ့မယ်မြင်လိုက်တဲ့မြင်ကွင်းကကလေးတယောက်နှလုံးသားမှာဒဏ်ရာရီတစ်ခုဖြစ်သွားစေခဲ့ပါတယ်အမေနဲ့အမနှစ်ယောက်ကိုအဖေဖြစ်သူကကိုယ်ရဲ့မျက်စိရှိမှရင်သွေးတန်ရဲရဲနဲ့တပစ်လိုက်တာပါပဲအဖေပြေသူကြိုက်တဲ့ကဒေချာနာတော့ချင်းမင်းမရအိုနီမင်းမလည်းအိုဒီ မင်းရောဘယ်ဘက်ကလဲလို့မေးလိုက်ပါတယ်ဂျင်လည်းမယုံနိုင်ဖြစ်သွားခဲ့ရပြီးတော့သွေးပြတ်နေခဲ့တာကြောင့်ဘာမှပြန်ပြောတဲ့အခါကိုက်တဲကဘာမှပြန်မပြောရင်အိုနီဖြစ်နေလို့ပဲလို့ပြောကမျက်နှာအောက်ပိုင်းကရင်ဒီကိုလုံးကိုအပိုင်းပိုင်းဖြတ်ပြစ်လိုက်ပါတော့တယ်ဂျင်ကအိုနီကောင်ဖြစ်ကိုပြောင်းသွားခဲ့မယ်ခန္ဓာကိုယ်ကလုံးမရတော့ပဲအဲဒီတော့မှဂျင်တယောက်နားလေလိုက်တာကအပြန်ကြရနွားနှုတ်ဝဲခဲ့လို့အမားဖြစ်သူပို့လိုက်တဲ့စာကအိမ်ပြန်နောက်ကျပြီးတော့အဖေနဲ့မတွေ့အောင်ဒမင်းကပို့လိုက်တဲ့စာဖြစ်နေခဲ့တယ်ဆိုတာပါပဲဂျင်ကအဲဒီကနေ၄ဘတ်ထောက်ပြေးလာခဲ့ပြီးတော့အဖေဖြစ်သူကတော့ဒီလောက်ဒဏ်ရာရင်းနဲ့မဟုတ်လဲ ဒေမာပါပဲဆိုရယ်စိတ်နဲ့လှုပ်ပေးလိုက်ပါတော့တယ်ကျွန်တော်နဲ့ဂျင်းလဲစိုက်ကင်းတစ်ခုထဲမှာသွေးလင်းလင်းနဲ့လဲနေခဲ့ပြီးတော့အမေနဲ့မမကျွန်တော်အမေတို့နှစ်ယောက်အတွက်ဒီလူယုံမာယူလက်စားချေမဲ့လို့ပြောရင်းနဲ့ကိုအဖေကိုကိုပြန်တတ်ဖို့အတွက်ဆုံးဖြတ်ချက်ချလိုက်တော့ပါလေရှီကီတယောက်ဇလန်းအောင်စာဆုံးသီးလိုက်တဲ့အခါမှာအမလေးကွာစောက်ဘောဇလန်းကြောင့်တေးပေါက်ချင်လာပြီးသွားလိုက်ဦးမယ်လို့ပြောပြီးတော့ဘေးနာတန့်စင်ကန်းထဲမှာသွားပြီးတော့ခိုးငုံနေခဲ့ပါလေအငုံများသွားတော့မျက်စိတစ်ခုလုံးဘူးရောင်ကိုင်းနေရနေပြီးတော့ငါ့ဘာလို့ငူအောင်တော့ရတယ်လို့ပြောနေတဲ့နှစ်ယောက်သားရံဖြစ်နေခဲ့ကြပါလေ အဲ့ဒီမိကာတို့စီကနေဖုန်းဝင်လာခဲ့ပြီးတော့ကလေးမလေးနှစ်ယောက်တည်းကအမားဖြစ်သူရဲ့အိမ်ကမီးလောင်နေခဲ့တာကိုတွေ့လိုက်ကြရပါတယ်။ဇေယုန်နေမှာကအိမ်မှာမမီးလောင်နေခဲ့တာကြောင့်နှစ်ယောက်သားလည်းအံ့ဩနေခဲ့ကြပြီးတကယ်တော့လွန်ခဲ့တဲ့နိုင်ပိုင်းလောက်ကရှင်ဟာကလူလွတ်ပြီးတော့မီးရှို့ခိုင်းလိုက်တာပဲဖြစ်နေခဲ့ပါတယ်။ပတ်စံရှင်ဘာမှမစိုးလုပ်လို့ရတယ်ဆိုရယ်မိုင်းဆက်နေရှင်ဟာတယောက်သူတပည့်တွေကိုလူမဆန်တဲ့ကိစ္စတွေခိုင်းနေပြီးတော့ငါကွာကီရှင်းသားနဲ့မိကာတို့ပတ်သက်နေမယ်လို့ထင်မှားခဲ့လို့ပြောနေခဲ့ပါတယ်။လွန်ခဲ့တဲ့နိုင်ပိုင်းလောက်ကရှီကီကမိကာတို့ကို အမားဖြစ်သူကောင်မလေးအိမ်ကိုရှာခိုင်းတဲ့အခါမိကာတို့တယောက်ရဲစိမ့်မုတ်တာကြောင့်တိုင်ပတ်လို့နေခဲ့ပါလေ။အိုက်ကရှင်ဟာကအဲ့တော့ဘာမှမပူနဲ့ငါကူညီပေးမယ်လို့ပြောလိုက်ပြီးတော့အရာလုံးကသူစီစဉ်ထားသလိုဖြစ်လာခဲ့တာကြောင့်ကြိတ်ပြောလို့နေခဲ့ပါလေ။သူရဲ့နောက်ထပ်စီစဉ်ကတော့ရှီကီကိုမိကာတို့နဲ့တကယ်ချင်းဖြစ်ကနေကဘာရန်တွေဖြစ်တဲ့သွေးခွဲဖို့ပဲဖြစ်ပါလေ။ဘာလို့လို့ပြဿနာတက်နေခြင်းတယောက်မာဆူမီကိုပြောပြတဲ့အခါမာဆူမီတယောက်ဘာနာစမာကလာဆစ်ဆေးပေးပြီးတော့အပြင်ကိုပြန်ထွက်လာခဲ့ပါလေ။မာဆူမီကဂျင်းရဲ့ကိုယ်ထဲမှာမိုမိုတာရိုတွေ ဘက်တီးရီးယားတစ်ခုခုထည့်ပေးပြီးတော့ချောင်းကြည့်နေတာဖြစ်ရမယ်လို့နိုင်တို့ပြောပြလိုက်ပါတယ်။မင်းတို့တိုက်ခတ်ခဲ့တဲ့မိုမိုတောင်နှစ်ကောင်လည်းမဟုတ်တော့ဘူးလို့ပြောလိုက်ပြီးတော့ငါတို့မှလည်းရန်သူတွေကများလုံးတော့ဘယ်ဟာကောင်မန်းအောင်မသိတော့ဘူးလို့ပြောနေခဲ့ပါတယ်။မာဆူမြငါတို့အဲကောင်ကိုမြေမြမရှာရင်လူမိုက်တွေကိစ္စပြီးတဲ့အခါအဲကောင်အားလုံးကိုတတ်ပြစ်လိမ့်မယ်လို့ပြောလိုက်ပါတယ်။လူမိုက်တွေကိုငါတို့ရင်တွေးအောင်ရှာနိုင်တော့အဲကောင်စမုံတုံးဝင်ပဲလို့ပြောလိုက်ပြီးအခုဒီနေရာဟိုကောင်လေးတီသွားပြီဆိုတော့စကန်တစ်ခုလုံးနေရာဆွေးထားတာပေါ့လို့ပြောလိုက်ပါတယ်။ဂျူဂျီကဒါဆိုဘယ်လိုလုပ်ကြမလဲလို့အားငယ်နေလေသာနဲ့ပြောလိုက်တဲ့အခါ ဘာလို့ကမင်းတို့ကောင်တွေကနည်းနည်းလေးခက်ခဲလာနဲ့တတိကြောင်ကုန်ကြတာကူချိန်ကအားမစိုးပဲရန်သူရဲ့အားနဲ့ကျဲကိုမိမိရထိုးနေရမယ့်ချိန်လေးလို့ပြောလိုက်ပါတော့တယ်ဓမ္မမတော်နိုင်တို့တမတာကိုခံခဲ့ရတဲ့အိုစုကီတယောက်ဒိုင်အရီကိုဆေးထည့်ပြီးစုကီယိုမီတို့နဲ့အတူတူစကားပြောနေခဲ့ပါတယ်ရှင်ဟာကတော့လေကြီးလေးကြီးတွေရှောက်ပြောပြီးတော့နိုင်တို့စီမှာအတီးခံခဲ့ရလို့ရှယ်တင်းနေခဲ့ပါတယ်နောက်တော့သူကရောက်မိကတော့မေကြီးစံဒီသတင်းတွေကမီးလောင်နေနေအောင်မြင်လာအဲ့ဒါငါတို့ခုနကမင်းငယ်ချင်းကိုပြောလိုက်တဲ့နေရာပဲလို့သွားညောင်းလိုက်ပါတယ်ရှင်နာဆေးဟိုမှာလည်းမီးလောင်နေ ိုနီကယ်လိုက်တဲ့ကလေးမလေးမှညီမနှစ်ယောက်ရှိတာမသိတယ်မလားငါတင်တာမမရဲ့မင်းတငယ်ချင်းကအဲ့ကောင်မလေးနှစ်ယောက်ကိုပြစ်မှတ်ထားနေရပဲလို့ပြောလိုက်ပါလေညီမလို့တဲ့ကောင်မလေးတက်နေတဲ့ဈေးုံနဲ့အမလို့တဲ့ကောင်မလေးရဲ့အိမ်တွေကိုမိတွေလိုက်ရှုံနေရအဲ့နှစ်ကောင်ပဲဖြစ်ရမယ်လို့ညှောက်နေပါတော့တယ်တပတ်မှတော့မာဆူမီကအိုနီစကန်တစ်ခုလုံးတပဲ့တွေကိုရွှေခိုင်းလာပြီးဂျူဂျီတို့တတရလူမိုက်တွေရှိတဲ့ညောင်လိုက်ရှာကြဖို့အမိန်ပေးလိုက်ပါလေဂျင်းကိုတော့မျက်စိနဲ့နားတွေပိတ်ခိုင်းလာပြီးအခန်းထဲမှာတယောက်တည်းတော့ပိတ်ထားခဲ့ပါလေရိုဂူရိုကအကိမမနဲ့တရွဲဂျူဂျီကဒေါသောင်းနဲ့တရွဲဖြစ်ပြီးတော့ရှီကီကတော့ အာနီစော်ဒီနဲ့မမလာလာဗျာဘူးကာရာနဲ့နှစ်ယောက်တွဲတွဲကြမှာဖြစ်ပါတယ်။တပတ်ကမိကာတို့ကတော့ခင်ဗျားဘာလိုက်လာပြောနေရတော့နတ်ဆူကတကယ်ငဘောကြီးပြလို့ပြောကကြီးနေပြီ။ရှင်ဟာကအမေမင်းကတော်တော်လေးကိုဖြူစင်တွဲတာချစ်ခင်များနိုးနေပါလေဟာလား။ကြိုက်တယ်အဲ့တန်ဝန်းစင်လေးကိုဖြတ်စည်းပေးမယ်လို့စိတ်ထဲကနေပြောနေခဲ့ပါတယ်။ရှင်ဟာကဒီမှာညီလေးမိကာတို့မင်းကလူတယောက်လွယ်လွယ်နဲ့ယုံတတ်တာခတ်တယ်။ तू ကမင်းကိုအသုံးချနိုင်မယ်လို့မထင်မိဘူးလား။လူတိုင်းမှာလူဝတ်ထားတာရှိတယ်နော်လို့ပြောလိုက်ပါတယ်။ငါမှတော့ရှိသေးတယ်လို့ तू ကပြောလိုက်ပြီးတော့ဟိုကောင်မလေးကိုကယ်လိုက်တဲ့အိုနီကိုသိတယ်မလား။ ငါတို့ဖမ်းလာလိုက်တာကြာပြီလို့ပြောလိုက်ပါတယ်။မင်းပြောတဲ့ငွေချင်းဆွဲကောင်အိုက်ကောင်နဲ့ပတ်သက်နေတာငါထင်တာမှမဟုတ်ရင်မင်းငွေချင်းကအိုနီပဲလို့ပြောလိုက်ပါတယ်။ကီရှင်းသားကမီးဆွမ်းရရှိတာမင်းသိတယ်မလား။အေးအခုဖြစ်နေရတာကမီးရှို့မှုတွေလေတိုက်ဆိုင်လို့နေမဟုတ်ဘူးလားလို့ဇက်တိုက်သွေးခွဲနေခဲ့ပြီးမိကာတို့ကတော့အခုတည်းကမယုံနိုင်ဖြစ်နေခဲ့ပါတယ်။နတ်ဆူကတကယ်လူကောင်းတယောက်ပါ။ကျွန်တော်အဲ့ဒါကိုလည်းတကယ်ခံစားရတယ်။ယုံလဲယုံကြည်ခြင်းသေးတယ်လို့မိကာတို့ကပြောတဲ့အခါဟာယုံကြည်ခြင်းနဲ့လေလား။မင်းယုံကြည်မှုတွေကတပြေးနဲ့ရင်ရင်လာပြီပဲ။ ောင်းလေစွာကောင်းလေစွာလို့စိတ်ထဲကနေပြောနေခဲ့ပါတော့တယ်တပတ်မှာတော့နာမီကီလိုလူမိုက်တွေတီနီယာကိုရှာနေပြီးတော့ရိုဂူရိုကလည်းတစ်ဖက်မှာလိုက်ရှာနေတဲ့ဘိုင်းနာလာခဲ့တာကြောင့်အကိမမမောင်လေးစေးတော့မလားကြီးပါမလားဟိုအားလုံးမလားလို့ဖြစ်သေးလို့နေခဲ့ပါတယ်ဂျူဂျီတို့ဖခင်လည်းဘာကုန်းမှရှာမတွေ့ခဲ့ပဲတစ်ချိန်ထဲမှာရှီကီစီကိုမီကာတို့စီကဖုန်းဝင်လို့လာခဲ့ပါတယ်မီကာတို့ကပြန်မတွေ့ကြအောင်လို့ပြောလိုက်ပြီးတော့ရှီကီကအခုတော့မရသေးဘူးဟာလို့ပြောတဲ့အခါမီကာတို့ရဲ့တန်တရားတွေကရင်ကားတပိုးပြီးတော့တိုးလာခဲ့ပါတော့တယ်။ရှင်ဟာကမင်းသားသူ့ကိုယုံနေတာ သူကတော့မင်းကိုဖုန်းကွယ်ထားရရှိနေပုံမဲလို့ပြောလိုက်ပြီးရှီကတော့ဘာလဲညာကြီးတကောင်ဖုန်းလာဆက်နေနည်းနည်းတော့ထူးဆန်းနေဆိုပြီးတော့တွေးနေခဲ့ပါလေရှီယာကဒီမမိကတော့မင်းသူ့ကိုခင်တာငါသိတယ်ဒါပေမဲ့ငါပြောရတဲ့အမှန်နေခဲ့မယ်ဆိုရင်မင်းရဲ့တငယ်ချင်းကိုမင်းကိုယ်တိုင်တတ်ပြရမယ်နော်လို့ပြောလိုက်ပြီးမိကတော့လည်းစိတ်ကြပါဆရာအဲ့လိုဖြစ်လာခင်ကျွန်တော်လည်းနဲ့အဲ့ကောင်ကိုတတ်ပြလိုက်ပါမယ်လို့ပြန်ပြောလိုက်ပါတော့တယ်